်ဒါနောက်တစ်ချက်ကကြတော့ तू တော်တော်များများမှန်တယ်ကွာ तू ဒီဒီနေရာလေးတစ်ချက်ပဲအဲဒီနေရာလေးချက်ပဲကျွန်တော်တို့ဟိုတစ်ခေါက်အာသာလေးတစ်ချင်းတော့ကတော့ပဲ तू तू အဲ့လိုအဲ့လို तू तू တုံးလုံးထားတာပေါ့နော်အမှန်တော့ तू तू ရေးထားတယ်ဒါမှန်တယ်ဒါစီရဲပဲဒီလိုကြာနော်ခုနကကျွန်တော် intro ဟောကို B နဲ့ဒီနေတဲ့လူက B နဲ့ဒီနေကျွန်တော်ထိတ်ဆုံးမှတိပြထားတယ်ဘာလို့စီနဲ့ဒီ တဲ့လူများတဲ့အတွက်ဒီဝါဒနာရှင်တွေတော့ဒါယဉ်ညွတ်တာဖြစ်တဲ့အတွက်စိတ်နဲ့တီးပြတာပို့အဆင်ပြေမယ်ထင်လို့ပါနော်ငါကပန်းနေဒီမှာလေတာနာနာအဲ့အဲ့တူရဲ့နှုတ်ကြီးဝင်ရင်းနေရလေအဲ့အဲ့နှုတ်အောက်ကအလုံးကြီးတာပေါ့ဒီဟာဒီဟာဒီဟာကြီးတာပေါ့နော်ဝေမီဖာဆိုတာလေတကယ်ကတော့လေ2 bit triplet လေအဲဟော triplet နှုတ်ကြီးရင်းလိုက်ရရတယ် ာနိလား trump rally ဒါသူဘာဖြစ်လို့အဲ့လိုရေးရတာမသိဘူးအဲ့လိုရေးတော့ပြောရရင်တော့အာကျွန်တော်တို့လက်အပြည့်တီးရတဲ့အချိန်မှာနားမထောင်ဘဲနဲ့တီးရတဲ့လူတယောက်အတွက်ဒီအချိန်ကိုမတီးဘူးဆိုလို့ရှိရင်မှန်ရမ်းပြီးတော့တီးဖို့တော်တော်ခက်သွားတာပေါ့နော်အဲအမှန်မှာ triplet တို့ကလေးရင်းချင်းပြမှာဗျာဟုတ်ကျွန်တော်ကျွန်တော်ပြအဲဒီမှာဒီမှာဒီမှာဒါမျိုးပထမတရားကြီးကဒါမျိုး trouble လို့အဲ့လိုမျိုးဆိုရင်တော်တော်လေးအဆင်ပြေတယ်ဒါမျိုးလေးရေးတင်တယ်လို့တော့အကြံပေးတယ်ဒါမဲ့ တော့အောက်မှာမြင်းချောင်းနှစ်ချောင်းတားရအောင်လို့သူကနှစ်ချောင်းတားထားတယ်ဗောနော်နှစ်ချောင်းမတားနဲ့တစ်ချောင်းနဲ့နဲ့စင်ပြေရပြလားဒီလားကျွန်တော်ကြောအကြံပေးတာဗောနော်အားလုံးနှုတ်ကြီးတွေအကုန်လုံးညီညီများလို့လေသဘောတရားလေးတွေယူလိုက်ရင်တတ်မှတ်ချက်လေးတစ်ခုဖြစ်သွားရင်ကျွန်တော်တို့ပို့စင်ပြေတာဗောနော်အဲအကြောင်းကျွန်တော်ဒီစီစဉ်လဲလုပ်ဖြစ်တာပါနောက်ဝင်လို့ပြင်းနေကျွန်တော် intro လေးဒီပြောတဲ့ဟာလေးဒီတီးပြသွားမယ်ဆိုရင်ဟာလေးပါ thank you ပါပေါ်လာတော့ခုတီးပြတယ်လေပါထပ်ထည့်တာပေါ့နော် okay အဲ့တော့ အဲ့တော့အဲရေဘာဘာသမီးရေတို့ဆိုအော်အဲ့မှာအဲ့မှာဒီဒီဝိုင်းထားတဲ့ e e minor လို့ရေးထားတဲ့ဟာလေးပေါ့နော်အော် sorry e minor လို့ရေးထားတဲ့ဟာလေးပေါ့နော်အဲ့ဟာလေးကကြတော့လေအမှန်မှာတော့ခုနကပဲဒါရင်ဒီအဲ့ဒါကို2ပေါ့နော် inversion 1 အဲ့လိုအဲ့လိုအဲ့လိုကွာကွာတော့ကွာတယ်ဗျာသူကသူကဟိုပြောရရင်အထမဒီမှာဒီမှာဒီပုံစံနဲ့ဆိုရင်သူဘာလို့မှားလဲမှားရင်ကြောင်းချင်းဒီမှာချင်းဒါငါကိုမဖြစ်ရမှာပါလားအဲ့ဒါဘာလို့မှားလဲဆိုလို့ရပါတယ်ကျွန်တော်ပြမယ်တူနေတဲ့ဟာတွေပြမယ်အဲ့တော့ဘယ်ဘက်ကဘီဘယ်ဘက်ကခဏမင်းညာဘက်ကကြည့်ရတယ် ဒီမှာ D re ဆိုတော့ D so D ကိုပို့လာပြီနော်ဒီမှာနော် number 5ကော so ကောရဲ့ inversion 1နော်အဲ့ဒါသူ့သူ့တူနေရင် so ကောပဲအော်ဘယ်ကောလည်းကဘေးကိုလူကိုထားရင် so ကောပါနော်တကယ်လို့မြန်အဲ့ဟာကိုမီကိုထားလိုက်မယ်ဆိုရင်တက်မီ minor 7 e minor 7ဖြစ်သွားမှာအဲ့တော့သူ့အဲ့အဲ့နှစ်ခုကတော့တွားပြီး တူတူအောင်အောင်ဇုံးဝဲဆိုတာဒီညမဲ့ကမှရွှေ့ဘူးအဲ့တော့သူတို့သူတို့တော့ညောင်ရင်းနေတယ်မှားမှားကြီးရေးတယ်အဲ့လိုကျွန်တော်ခံမှန်းမိတယ်ပေါ့နော်တိကျတာတစ်ခုကကျွန်တော်တို့ရေကော်ဒင်တီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ရေကော်ဒင်အများကြီးတီးခဲ့တဲ့လူတွေတီးမှုရဲ့ဟိုအရှင်းတွေလည်းများတော့အဲ့ဒီဟာမှာအယူဆတွေကအကုန်လုံးကကျွန်တော်တို့တွားရင်ဒိုမီလာဆိုတဲ့တွားတာအရင်နေတယ် ဒီဟာဒီဒါအရင်ကျွန်တော်ဆရာဟိုးကောင်တို့တိကျတဲ့ခက်ခဲတွေကအဲဆိုလို့ရှိရင်ဒါကကျွန်တော်နားလည်လားဆိုကောဆိုကောပဲဆိုကောကို group ပြောင်းလို့ပေါ့နော်အဲ machine 1နဲ့တီးတဲ့သဘောမျိုးဖြစ်သွားတာပေါ့ group ကဆိုကောမတီးဘဲနဲ့တီးလို့တီးရပါဘူးအဲ့ဒါလည်းတော့ပြောင်းရအောင် ားတော့မမဘူးညာတော့ရေးရမှန်းနဲ့အဲတော့အဒီတီရောရေးတဲ့တောင်မှာဆိုရင်ဒီဟာဖာမီရေဆိုတဲ့ဒီဟာအဲအဲ့ဒီအဲ့ဒီကောင်ကအဲ့ဒီကောင်ကဆိုဆဲမမဟုတ်ဘူးခင်ဗျာအာတော့11လို့ညီရမှာဆို11လို့ညီရမှာဆို11ဆိုတာဘာလဲဆိုတော့အာကျွန်တော်ဒိုဒို11ကိုညီရပြောပြမှာဒို11အာဒိုမလား အလဲမဖြစ်ဖို့အတွက်သူကဘာလဲအလဲမဖြစ်တဲ့ဓမ္မတွေပါတယ်1 3 5 7ဖလက်ပါမယ်9ပါရမယ်11ပါရမယ်နော်အဲ့တော့ဒါကြီးနှစ်ခုပါနော်ဟုတ်နှုတ်6လုံးရှိရအဲ့တော့နှုတ်6လုံးတစ်ခုချင်းခွဲကြည့်မယ်ဒီဘယ်ဘက်လက်ကိုကြည့် ဒို11ကိုပြောနေတာဖြစ်စီ11ကိုပြောတာဖြစ်တယ်လေဒါမှ C ဒါ UC ပဲအညာဘက်ကဘယ်သုံးလုံးပါလာလဲဆိုတော့ထာရယ်ရီယယ်ဖာရယ်ပါလာအဲ့အလွယ်ကြည့်ရရင်ထာရယ်ဖာက B flat နော် C B flat နောက်ခုပေါင်းလာအဲ့တော့အလွယ်အလွယ်ပြောရရင်သူ့ရဲ့ inversion က C B flat အာ C ဆိုလို့ရှိရင်သူ့ရဲ့ဘယ်ဘက်ကို1 down ဆင်းတဲ့ chord ပေါ့နော်အဲ့တော့ C ဆိုတော့1 down ဆင်း B flat B flat နော်အဲအလွယ်အလွယ်ပေါ့အဲ့တော့ D11 လို့ရင်ဘယ်ဘက်လက်က D ညာဘက်လက်ကသူ့ရဲ့1 2နှိမ့်တော့ cos ဆိုတော့ D ကို1 2နှိမ့်စီးတယ်ဒါပဲ E E11 လို့ရင် E ပြည့်ရင်ဘယ်ဘက်လက်က E ညာဘက်လက်ကသူ့ရဲ့1 2နှိမ့်တာဆိုတော့ D အဲ့တော့အခု so 11လို့ညင်တာဖြစ်တယ်တော်ဘယ်ဘက်လက်က so ညာဘက်ကသူ့ရဲ့ဝမ်းတော့နေတာဆိုတော့ F နော်အဲ့တော့နှစ်ဖက်ပေါင်းလိုက်ရင်အဲတခုထပ်မှတ်ထားရမှာကကျွန်တော်တို့6လုံးမှတ်မှာဆို11နော်6လုံးရှိ6လုံးလုံးကင်မှအဲ့11ဖြစ်တာမဟုတ်ဘူးကျွန်တော်တို့တချင်းရဲ့လိုအပ်ချက်အရာတချင်းတီးရေးရဲ့ဖွဲ့ဆိုမှု ကသူလိုအပ်ချက်အရာတချို့နှုတ်ဆိုလွတ်ကင်လို့ရတယ်ဥပမာထားပါတော့မှန်တော့6ကျွန်တော်လည်းလုံးနှမယ်နှမယ်ဘုနာထောင်မကောင်းလားမကြီးဓာတ်ရိုက်ထားလို့ရှိရင်ဘုနာထောင်ကောင်းနော်အဲ့တော့ဓာတ်ရိုက်ထားလို့ရှိရင်နောက်အခုအခုဒီမှာဆိုလို့ရှိရင်အဲမှန်တာမပြောဘူးနော်ကန်လို့ရတယ်ဒီမှာဒါမျိုးလေးရတယ်ကကြည့်ရတာ ဟမ်ဒါလေးပြန်အဲ့တော့အခုဒီမှာကျတော့ဒါရဲနဲနဲဒါလာနဲနော်အဲ့တော့ဘယ်ဘက်ကတုံးလုံးကန်မယ်ဆိုတာတုံးလုံးကန်တယ်နော်ဒူဒူမှာအော့တက်ကန်တယ်နော်ညာဘက်ကလည်းဟိုမှာတုံးလုံးကန်ရမယ်ဆိုတာဒီတုံးလုံးကန်တယ်ညာဘက်ကမယ်လိုဒီအနေရတယ်မယ်လိုဒီရလဲဘူဂရေဖြစ်တယ်ဂရေရဲ့ interval 6 D ရဲ့ အဲ့တော့အဲ့ဒါမဲ့တီးနေဘာဖြစ်သွားလဲဒီမှာဒီဒီသုံးလုံးရဲ့ထဲထဲကနှလုံးကိုဖြုတ်ပြီးတော့ဒီလုံးမတီးရဲ့အဲ့အတွက်ဖြုတ်လို့ရောက်သွားတယ်။နောက်တော့ဟောတာနော်အဲ့တော့အဲ့လေလုံးထက်ထက်ခြင်းနဲ့ရတယ်နော်။တော့ဟောတာနောက်နောက်သူ့အပြည့်ထက်ခြင်းနဲ့ရတယ်နော်။ဖာလာဒိုမလားအဲ့ဒါဒိုဖာလာမေးအဲ့ဒါလည်းရတယ် ရတယ်နော်အဲ့လိုသဘောကအဲသဘောကဟိုအောင်မှတ်ထားမှာကပါနေသည်မြဒီဥပမာစီကော့လို့စီကော့မှာ၃လုံးရှိတယ်၃လုံးလုံးပါနေအောင်ဒီဘုံမလို့ဘူးဒီမှာဒီမှာဥပမာဒီလုံးကန်ဒီလုံးကန်ဖြစ်လာတယ်ဒီမှာကြီးအဒီလုံးဒီမှာလာနေတယ်ဖြစ်လာအဲ့ဒါကိုမေးလို့ဖြစ်တယ်เนาะအဲ့ဒါအဲ့ဒါကိုဝါသနာရှင်တွေတော်တော်များများကအဲ့ဒါကြီးကိုအပြည့်အကြီးကြီးနေတဲ့ကော့ကြီးတွေကဟိုဘယ်လိုခေါ်မလဲ အရင်ကြက်ပြုတ်ပြီးတော့လေနားထောင်လို့မကောင်းတော့အောင်ကိုဖြစ်လာမှားနေလားဆိုတော့တို့ကလည်းမှားမနေဒါပေမဲ့အဲ့လိုမကန်ရအောင်နေနော်ဟိုတကယ်တီးရလို့ရမူရင်းတီးရလို့ရနော်ဟုတ်โอเค